ရစ်ဆိုင်ဆီယာမာ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆရာများတန်းတက်ဘာသာပြန်ဆိုသည်ရွှေပြည်တော်မျော်တိုင်းဝေ အခန်း45ရှေ့မှာငါအဖို့တော်တော်သတိထားရမယ်ဟုအက်စထရီသည်မင်းညကဘူတားထွက်သွားပြီးသည့်နောက်တွင် SD ထွက်ပြေးဖို့စိတ်ကူးကြည်သည်သူညင့်စုလီတို့သည်ဂူဂျာရက်ညမှာအ мян ဆုံးထွက်ပြေးကြမည် အမတော်တပတ်တို့မိသည့်ညီညင်းမြပြန်၍မဖြစ်မိရထားလမ်းဘေးရှိ ်နီးရဘူဒာယုံကလေးတစ်ခုသို့အရောက်သွားထိုမှဘုံဝေရထားကိုစီးအလဲပိုင်းအိန္ဒိယပန်ချက်ကိုဖျက်အိန္ဒုမြစ်ကိုကျော်နောက်ဆုံးတွင်မဒန်းတို့ရောက်လမ်းမှာထိုတလန်းသာလှုပ်เสียရရှိသည်တို့ရရင် ထိုလန်းကိုရွေ့ရွေ့မဖြစ်သေးမိသောပြည်ညံအမတ်ချုပ်နေတကွသူ့လူများသည်သူတို့ကိုဒီလန်းအတိုင်းသွားမည်တခြားလမ်းမရှိဟုတွက်မည်မုတ်ချတို့ဖြစ်နေဒီလန်းကိုလိုက်ရွေ့မဖြစ်သေးမိမိရွေသောလမ်းသည်မှန်မို့လို့သည်အရွေးမှားသွားနေ ီမီညင်ဇူလီတို့သည်နောင်တရဖို့ပင် အချိန်ရှိမည်မဟုတ်ဇူလီကညဉ့်ညေစာစားဖို့ခေါ်နေပြီထိုအချိန်အထိအက်ရှ်မီတို့မှမဆုံးဖြတ်ရသေးဇူလီကတင်ကျိုင်းကူပြတ်တောင်းတရောက်တနေရာတွင်မိဖို့ကလေးပို့ထားသည်အက်ရှ်သည်မိသွေးဆိုင်ရှင်၏အိမ်တွင်ရေးသည့်စာများကိုမိရှုပစ်လိုက်၏ဇူလီအိပ်ပျော်သွားသည့်အခါတွင်အက်ရှ်သည်ကြေယောင်မုံမုံတို့နင်းနေသည့်တင်ကျိုင်းကူပြတ်ရှိရှိကြောက်တုံးကြီးတုံးပေါ်တွင်ထိုင်စင်စားနေမိသည်ဒီတော့ပြည်နယ်အမတ်ချုပ်ကြီးသည်သူ့လူများတီးခဲ့ရသည့်အတွက် လက်စားမချေဘဲညီမည်မဟုတ်မဟာဒေဝီဇူလီဤဆန္ဒဖြစ်သည်ဆိုကသူ့နောက်ကိုလိုက်မည်မဟုတ်ချမဟာဒေဝီညင်သူ့ကိုခေါ်သွားသူများတော်တဲ့တောင်းတဲ့တွင်မျက်စိလဲလမ်းမကအစာငက်ရင်ငက်ဖြစ်၍တေကြမည်ဟုအထင်ရှိသွားမှသာလက်လျှော့ကြလိမ့်မည်ပြီးတော့ပြည်နယ်အမတ်ချုပ်ကြီးညင်သူ့လူများသည်မဟာဒေဝီထွက်ပြေးလွမြောက်သွားသည့်ကိစ္စတွင်မိမိလက်ချက်ပါလိမ့်မည်ဟုထင်မည်မဟုတ်တို့ရရင်မဟာဒေဝီစက်တီလုပ်သည့်ကိစ္စတွင်မိမိသည် ိုတိုင်းဒီတိုင်းဖြင့်ဖုတ်ပူမိလိုက်ဖြစ်နေသည်ကိုကြားမည်ထို့အခါတွင်ထို့သောဖုတ်ပူမိလိုက်လုံနေသည့်ဗြိတိရှစစ်ဘိုလ်ကလေးသည်တခါကရာဇကုမာရီတို့ကို စောင့်ချက်လိုက်ပို့ခဲ့ပြီးနောက်ခန်းဝင်ပစ္စည်းကိစ္စနှင့်ပတ်သက်၍မိမိတို့အပေါ်တွင်အသာစီးယူသွားသောစစ်ဘိုလ်ကလေးဖြစ်ကြောင်းကိုသိသွားကြတော့မည်ကောင်းပြီထို့ကိစ္စကိုဆက်ဆက်မစင်စားမိဘူးထားသမားတော်ကိုပင်ဂျက်စတင်မဟာယာဇာကိုဆေးကုရင်အမ်မာတပတ်ကိုဖျက်လာခဲ့သည်မဟုတ်လောထို့ပြင်ဆေးကုနေစဉ်အတွင်း၌လည်း မန်ကြီးလားကိုနှစ်ခေါက်တိုင်တိုင် အမတပတ်သို့ဆေးအဝယ်လွှတ်သည်မဟုတ်လော။တို့ဆိုရင်မဟာဒေဝီပြောက်သွားသည့်ကိစ္စတွင်အမတပတ်သို့သူရှုများအထောက်တော်များလှခါစုံစမ်းခံနိုင်သည်။မဟာဒေဝီနောက်သို့လိုက်ချင်းလိုက်မြင်အမတပတ်သို့အရင်လိုက်မိမှာသိကြသည်။အမတပတ်သို့ရောက်သည်နှင့်မဟာဒေဝီနှစ်ဦးနှင့်ပတ်သက်၍မိမိအဘယ်မျှဖုတ်ပူမိတိုင်းဖြစ်နေကြောင်းဂိုဘင်ဂျက်စ်နှင့်မန်ကြီးလားတို့သည်မိမိဘန်ဂလိုတွင်တဲခိုသွားခဲ့ကြောင်းကိုသိမိအမှန်။ထို့သောတည်သွားပြီဆိုသည်နှင့် ိမိအသက်ဇူလီအသက်နှင့်ဘူတာတို့၏အသက်အန္တရာယ်သည်ဘာမျှဝေတော်မီမဟုတ် အခက်အခဲတွေက များလှကြီးပြီးတော့ပြည်နေသည်ဒီအတိုင်းညီမီမဟုတ်လောက်ဆရာရှိသည်တို့ကိုမြ мян ဆန်းဆန်းလှုပ်လာလိမ့်မည်အမတ်ချုပ်သည်လက်နှင်းမီမဟုတ်ယခုပင်ရင်ကာရီကုတ်တို့ထွက်သည့်လက်မှန်သမျှလောက်ကိုပိတ်ဆို့ပြီးပြင်နေတော်မီအချို့ကလည်းဂူဂျာရက်ပြည်နယ်ဘက်သို့လိုက်လာကြလောက်ပြီတို့ရရင်နောက်ဆုံး၌အကောင်းဆုံးနှင့်တခုတည်းသောနီလန့်ကိုယူလိုက်သည်ဤသည်မှာအချားမဟုတ် ီမီဤဘင်္ဂလိုတို့ပြန်သွားကခတ်တီတီပြန်နေရမင်းဖြစ်သည်အမတပတ်တို့ရောက်ရင်ဇူလီကိုဂူပတ်ညင်အတူမတန်းတို့အရင်လွှတ်မည်မီမီညင်ဘူတာတို့မူနောက်ရက်အငင်းငယ်ကြမှမြောက်ဘက်ရာဇပုတ်နယ်ဘက်မှလာသည့်ပုံမဟုတ်ဖဲတောင်ဘက်ကာတိယာဝါနယ်မှလာသည့်ပုံလုံးမည်စာကြည်တေခဲ့ရပုံကိုလည်းအမှန်မပြောဘဲလှုပ်ကြံပြောမှဖြစ်မည်မီမီညင်စာကြည်သည်မူလကမြောက်ဘက်သို့အမဲလိုက်ထွက်ရန်စီစဉ်တော်လဲနောက်ပိုင်းတွင် အစီအစဉ်ပြောင်းကတောင်ဘက်ပြည်ညက်များသို့ထွက်သွားခဲ့ကြသော ရေကြီးနေသောမြစ်တမြစ်ကိုဖျက်ကူးရတယ်။စာကြီးညစ်သူမြစ်မှာရေညစ်သေးဆုံးသွားခဲ့ကြောင်းအလောင်းကိုရှာတော့လဲမတွေ့တော့ကြောင်းစာကြီးညစ်သူမြစ်ကြီးဆုံးရှုံးခဲ့ရသည့်အတွက်မိမိမှာများစွာစိတ်ထိခဲ့ရကြောင်းထို့ကြောင့်ပြီးတော့မှမဟာဒေဝီတို့စက်တီးလောက်ခံရသည့်ကိစ္စကိုပင်သတိမရတော့ကြောင်းစသည်စသည် သူတွင်ခွင့်ရတွေအများကြီးကြံသေးသည်မူလကဝေါ်လီညစ်အတူတူရိုဒန်းတောင်ကြားသို့သွားမည်ဟုတကယ်ပင်စိတ်ကူးရှိခဲ့၏တို့ရရင် ယခုသွား၍မဖြစ်တော့ အမတပတ်တို့ပြန်ကမဒန်းတို့အလဲသွားမိဟန်ပစ္စည်းပစ္စည်းတို့ကိုထုတ်ပိုးပြင်ဆင်ကအာအာရရရှိတဲ့အောင်တက်ညင်မြည်ရဲ့တွင်လန်တလားပြနေလိုက်ပြီသို့ဆိုရင်မိမိသည်ဘာမျှအရေးကြီးမရှိ အတိအလင်းလှုပ်ရှားနေသည်ဟုတစ်ဖက်ကလူများထင်မြင်သွားနိုင်သည်မဟုတ်လောမိမိဤဘင်္ဂလိုအစီရန်တန်းရတွင်အမျိုးသမီးတစ်ယောက်ရောက်နေခြင်းကိုမူတတိပြုမိကြစီအောင်မိသူကားမျှစိတ်ဝင်စားမည်မဟုတ်မဟာယာဇာတူဤသမီးတော်တူယာဇကုံမာရီတူ ဟာဒေဝီတူသည်သူ့အစီကံတယောက်ဤဇနီးအသွင်ဖြင့်ညီမည်ဟုဤသူထင်ကြမည်နီပြီးတော့မှအထောက်တော်များသည်သူ့ကိုစောင့်ကြည့်ကြမည်သူ့လှုပ်ရှားမှုများကိုခြေရာကောက်ကြမည် သူအင်ကြီးမပြတ်ညီသည်ကိုမြင်ရင်မဟာဒေဝီထွက်ပြေးလွမြောက်သွားသည့်ကိစ္စ၌သူ့လက်ချက်ပါမည်ဟုထင်ကြတော်မည်မဟုတ်ဟုတ်သည်ထိုကြီးသည်အကောင်းဆုံးဖြစ်မည်ဇူလီအဖို့လည်းအနေရကင်းသည်ဝေါ်လီကမူရူတန်းတောင်ကြားသို့သွားရန်သူ့ကိုတမျှော်မျှော်ဖြစ်နေပေလိမ့်မည် ို့ရရင်မတက်နိုင်တော့ဒီတစ်နှစ်မသွားဖြစ်သေးရင်နောက်တစ်နှစ်သွားရုံသာရှိသည်အချိန်တွေအများကြီးသို့ဆုံးဖြတ်ပြီးနောက် SD တင်ကျိုင်းကူပြက်အဝရင် ကလန့်ဖြဲ၍လဲလာ၏။သားရဲတရိတ်ဆန်များနှင့်ရန်သူတို့သူ့ကိုကြောမသားနှင့်ဂူတွင်းတို့ရောက်လာနိုင်နေမည်။ထိုနေ့ညက SD အိမ်မက်ဆိုးရီမမတ်တော်ပဲကောင်းစွာအိပ်ပျော်သွားသည်။သို့ရရင်ဇူလီမာထိုသို့မဟုတ်ဇူလီသည်ထိုညက၃ချိန်မြအိပ်ရာမှအလန့်ညိုသည်။ ထမတစ်ချိန်တွင်လမ်းရွေအော်လိုက်သဖြင့် HD ရုတ်တရက်အိယာမအနူလာကဂူထဲသို့ဝင်လာခဲ့၏အမိုးပြက်ကြီးချာမှလာရောက်သည်ဂူထဲတွင်ပျောက်တိပျောက်ကြားဖြာလျက်ဂူနေရန်သားတွင်ကပ်၍ခွေခွေကလေးလှဲကမျက်နာကိုလက်နှစ်ဖက်ဖြင့်အုပ်ငူနေသောဇူလီကိုတွေ့ရ၏ချူရှိလားညီမလေးမလုံနဲ့မလုံနဲ့ဟုဇူလီသည်ကြောင်ကရန်းဖြင့်အော်လျက်ရှိ၏အက်ကဇူလီကိုရင်ခွင်ထဲတွင်ပွေလိုက်သည်ဇူလီဤတကူလုံးသည် တုံရင်လျက်ရှိ၏ H ကဖြောင်းဖြားနှိမ့်သိမ့်ပေးသည့်အခါတွင်မူဇူလီသည် အကြောက်ပြေသွားကထိုနေ့တွင် ပထမဆုံးအကျင့်အဖြစ်ရှိုက်ကြီးတငင်ငိုနေသည်ဇူလီသည်စိတ်ရှိလက်ရှိငိုလိုက်ရသဖြင့်တင်းကျပ်မှုတွေပြေလျော့ကျသွားကငြိမ်သက်သွား၏အတန်ကြာအောင်တိတ်ဆိတ်နေသဖြင့်ငုံကြည့်လိုက်ရာဇူလီမှပြန်၍အိပ်ပျော်သွားလိမ့်မည် HD ဇူလီ၏ကိုယ်ကလေးကိုအသာအယာပွေကအသက်ရှူသန်းမြင့်မြင့်ကိုနားထောင်သည်ဇူလီ၏ပခုံးကိုစမ်းကြည့်၏ ကြောက်စရာကောင်းလောက်အောင်ပိန်ချုံသွားခဲ့လေပြီ။ပြီးတော့အမတ်ချုံနဲ့သူ့လူများသည်ဇူလီကို အစာရေစာမှကျွေးပါ၏လော။သူ့လက်ထဲတွင်ပွေထားသည့်တခါကတောင်တင်းသွယ်လျက်ညဉ့်ညံ့သည့်ခန္ဓာကိုယ်ကလေးသည်အယိုးပေါ်အည်တင်ဖြစ်လျက်ရှိလေပြီ။ထိုကိုယ်သွယ်သွယ်လျက်လျက်ကလေးပေါ်သို့သူ့လက်များနှာခမ်းများသည်တခါကခပ်ဖွားဖွားနန်းရှုပ်ယူရခဲ့ကြသည်မဟုတ်လော။နောက်တနားခမ်းများအကြရင်ဇူလီသည် လက်ညိုးလာပြန်ကကြောက်နံ့တကြအောင်ပြန်သည် ဒီတစ်ချိန်တွင်လဲရှူရှီလာ၏အမိကိုအော်ခေါ်ပြန်၏။လင်းငါနီး၍ဂူကြီးတဲ့တွင်လရောင်ကွယ်သွားသည့်အချိန်တွင်ဇူလီသည်နောက်တစ်ချိန်လန့်အော်ပြန်သည်။ထိုတစ်ချိန်တွင်မူဇူလီသည် သူဖတ်ထားသည့်ကိုပင်မရဘဲရန်သူ၏လက်မှလွတ်အောင်ယုံသည့်နှင့်အကြောက်အကန့်ယုံနေသည်။လန်နိုးလာသည့်အခါတွင်မှဇူလီသည် တုံတုံညင်ရင်ဖြင့်သူ့ရင်ခွင်ထဲသို့အတင်းတိုးဝင်ကသူ့ကိုတင်းကျပ်စွာဖတ်ထားရန်ပြော၏။ထိုအခါကျမှသူတို့ကိုယ်ထဲတွင် ပြောက်ွယ်နေသည့်အချစ်မီလျံသည်ပြန်၍တောက်လာက SD ဇူလီ၏နှက်ခမ်းကလေးများကိုနမ်းလိုက်သည်ထိုအချိန်တွင်မူသူတို့နှစ်ယောက်၏လုံခြုံရေးကိုလည်းမတွေးမိတော့အနာဂတ်ကိုလည်းမစဉ်းစားမိတော့သူတို့ရှေ့တွင်ရှိနေသည့်ပြဿနာအလုံးကိုမေ့ပြောင်းနေသည်တို့ရရင်သူ့ရင်ခွင်ထဲမှခြုံကျနေသည့်ခန္ဓာကိုယ်ကလေးစီမှမြည်သည့်တုံ့ပြန်တောင်းဆိုမှုကိုမျှမတွေ့ရယခုအချိန်တွင်သူ့ကိုချစ်တဲ့နှောမြည်ဆိုနေသူ့အလိုညင်စန့်ကျင်ခြင်းသာဖြစ်လိမ့်မည် ဇူလီသည် အတင်းညှင်းဆန်လိမ့်မည်။သူဆန္ဒကိုဖြစ်လွှတ်လိုက်၍ဇူလီ၏တုံ့ပြန်မှုကိုအောင်မြင်စွာ ပြန်လည်ရရှိအောင်ယူနိုင်ခဲ့သည်ဆိုရင်လေသူတို့နှစ်ဦး၏အခြေအနေသည်ယခုရောက်ရှိနေသည့်အခြေအနေထက်ဆိုးလာပေလိမ့်မည်။အတားအဆီးတို့ကိုကြော်ဖြတ်ပြီးပြီဆိုသည်နှင့်နောက်ရက်များတွင်သူတို့နှစ်ဦးခွန့်ညီဖို့အခက်အခဲတွေ့ကြတော်မည်။သူတို့နှစ်ဦးစလုံးသည်တယောက်ကိုတယောက်ခွန့်နိုင်ကြတော်မည်မဟုတ်။တို့ရရင်အပြင်းလူတွေတန်တရာမရှိအောင်နေဖို့ဆိုရင်နောက်တစ်ပတ် သို့မဟုတ်ဆယ်ရက်လောက်အထိဇူလီအားအစီကံတန်းရတစ်ခုခုထဲတွင်ထားရမည်။သို့ထားနေသူကလည်းဇူလီစီတို့သွားနေ၍ဖြစ်သည်မဟုတ်။အကယ်၍သူတို့နှစ်ယောက်လက်ပေါင်းတည်းညီဒီကို မြင်သွားသည်ဆိုရင်သူတို့နှစ်ယောက်စလုံးဒုက္ခလှလှကြီးတွေ့နိုင်သည်။ထို့ကြောင့်ယခုနေ့သည် အကောင်းဆုံးဖြစ်သည်ဟု သူယူဆ၏။လက်ထပ်ပြီးသည့်နောက်ဒုက္ခဒုက္ခတွေကိုတွေ့ပြီးသည့်နောက်တွင် သူတို့နှစ်ဦးအဖို့ချစ်စရာအချိန်တွင်အများကြီးရှိသေးသည်။ နောက်ဆုံးနိုင်စုလီသည် အိပ်ပျော်သွား၏ SD လည်းချက်ချင်းဆိုသလိုပင် အိပ်ပျော်သွားသည်ဇူလီကနိုလာက သူ့ရင်ခွင်မှအသာယုံထားလိုက်သည့်အခါတွင်မှ Ash နိုလာသည်အာယုံကိုကြုံနေကြသည့်ခိုးများစာဘူးတောင်းများကြက်တူရည်များဂျိုးများဤကြေးတီတန်ကိုကြားရ၏နေထွက်လာ၍မနက်စာစားတော့ပြီးကြသည့်အခါတွင် Ash ကမညညကသူ့စိတ်ကူးကိုပြောပြ၏ဇူလီကဘာမှမပြော သူ့အစီအစဉ်အတိုင်းလိုက်နိုင်ရင် အစင်သင့်ပြင်ထားပုံရသည်ဇူလီမာယခုတိုင်အကြောက်မပြေသည်ပင်မမှုမပြေသည်ထိုနေ့တနေ့လုံးသင်္ချိုင်းကူပြတ်ထဲတွင်သူတို့နှစ်ယောက်သည်ရှူရှီလာတစီ၆ခန်းကြီးကြားရသည်သူတို့နှစ်ဦးစလုံးဤစိတ်တွင်ရှူရှီလာကိုစူးစား၍ဖြောက်နေကြတော်လဲဖြောက်၍မရနိုင် SD ရှူရှီလာကိုစိတ်ထဲမှဖြောက်ဖြက်ပြတ်တော်လဲမရသည့်အခါတွင်ရှူရှီလာ၏တစီသည်သူတို့နောက်သို့လိုက်လာကာကိုကိုပင်များပေါ်မှနေ၍ သူတို့နှစ်ယောက်ကိုချောင်းမြောင်းကြည့်လေသလောဟုပင်အက်စ်ထင်ကျင်လာသည်ညနေတော့မှဘူတာသည်ဂူဘတ်နှင့်အတူပြန်ရောက်လာ၏ညနေကောင်နှင့်အပူပါလာသည်ဇူလီသည်သူတို့အတန်ကိုကြားသည့်တိုင်အောက်သို့မစင်မဲဂူတင်းဆိုင်အပေါ်ဓာတ်တွင်အိမ်ကြီးသည်သူတို့သုံးယောက်လွတ်လပ်စွာတိုင်ပင်နိုင်ရန်ဖြစ်၏ဘူတာကလည်း HA စိတ်ကူးနှင့်နောက်ထပ်အစီအစဉ်ကိုလက်ခံသည်သူတို့ဂူဘတ်တို့သည် ရှေးရီးကိုတိုင်ပင်ခဲ့ကြပြီဒါပေမဲ့အစီကံတယောက်ရဲ့ဇနီးအဖြစ်ဒါမှမဟုတ် ဘုတ်ဆိုးမတရားအဖြစ်အယောင်ဆောင်တာတော့သိမကောင်းမှုထင်တယ်။ကျွန်တော်မှတိကျကောင်းတဲ့အကြံတစ်ခုရှိတယ်။ဂူဘတ်ကပြောသည်။ဂူဘတ်သည် စိတ်ကူးထားရုံများမက အချို့ကိုလက်တွေ့ပင်အကောင်အထည်ဖော်နေလိမ့်မည်။ဂူဘတ်ကသူ့စိတ်ကူးကိုဘူတာနဲ့တိုင်ပင်ပြီးဖြစ်ကြောင်းလွန်ခဲ့သည့်တစ်နှစ်လောက်တုန်းကမိမိဤတန်းလျားတဲ့တွင်အဆက်အကြောက်ကြီးသည့်အမျိုးသမီးတစ်ယောက်ကို ထားခဲ့မှုကြောင်းထိုအမျိုးသမီးမှာမကြမီပြန်တော့မည်ဖြစ်ကြောင်း ဇူလီပိုင်သည်ထိုအမျိုးသမီးရောင်ဆောင်၍မိမိတန်းရတွင်ညီနိုင်ကြောင်းထိုအမျိုးသမီးကိုခက်စောစောပြန်ပို့လိုက်ပြီးဖြစ်၍ထိုအမျိုးသမီးရောင်ဆောင်၍ညီနိုင်ကြောင်းဖြင့်ပြောပြသည်ထိုနေ့မနက်ကဘင်္ဂလိုမှထွက်ခွာလာသည့်အခါတွင်ဂူဘတ်သည်မြင်းလှဲတစည်းကိုခေါ်ကာအမျိုးသမီးကိုသူ့အမေများရှိရာရွာသို့ခေတ္တလိုက်ပို့ပေးကြောင်းညဉ့်ညမူးချုံမှပြန်လာမည်ဖြစ်ကြောင်းဖြင့်အင်ကြီးနာချင်းများအားပြောခဲ့သည်ညဉ့်ညအန်ဇူလီပိုင်ကိုခေါ်လာသည့်အခါတွင် ်လုတ်ဖော်ကင်ဘက်များသည်ခေါင်းမီးခြုံရီပါလာသည့်အမျိုးသမီးတစ်ယောက်ကိုညီသူမှခွဲခြားသိနိုင်မည်မဟုတ်ကြောင်းပြန်လွှတ်လိုက်သောအမျိုးသမီးထံမှသတင်းပေါက်မည်ကိုမူစိုးရိမ်စရာမလိုကြောင်းထိုအမျိုးသမီးမှာစကားနှဲသည့်အမျိုးသမီးဖြစ်သည့်ပြင်ပတ်စံလဲမြို့မြို့မြက်မြက်ပေးထားပြီးဖြစ်ကြောင်းထိုအမျိုးသမီးပြန်ရောက်လာမည်ကိုလည်းစိုးရိမ်စရာမလိုတော့ကြောင်းဖြင့်ပြောပြသည်ဒီညညကျွန်တော်တို့ပြန်ရောက်သွားလို့ခေါင်းမီးခြုံအမျိုးသမီးတစ်ယောက်ပါလာရင်သူလိုပဲချင်းကြမှာပဲ။ ဟောဒီမှာဇူလီဘိုင်အတွက်လည်းကျွန်တော်ဝိယုံတက်ထဲယူခဲ့ပြီးပြီအဟောင်းတော့အဟောင်းပဲဒါပေမဲ့တတ်ပါလေဟိုအမျိုးသမီးဝိယုံကိုယူလာတာညဝိယုံကဟောင်းလှပြီဈေးထဲကနောက်တစ်ထည့်ဝယ်ပြီးမယ်ဒါကြီးကိုလွှင့်ပြလိုက်လို့ပြောပြီးယူလာတာအတော်ပဲဟိုအမျိုးသမီးကလည်းအယက်မြင့်မြင့်ရဲ့ဇူလီဘိုင်ကလည်းအယက်မြင့်မြင့်လို့ဘူတားကပြောတော့အန်ကိုက်ဖြစ်သွားတာပေါ့ကျွန်တော်တန်ရကိုရောက်သွားရင်ဘယ်သူမှသင်ကမကင်းဖြစ်မှာမဟုတ်တော့ပါဘူးမဟာဒေဝီအတွက်စိတ်ချရပါပြီနေထိုင်မကောင်းလို့ အဲ့ရလဲလှဲနေတယ်လို့ပြောရမှာပေါ့ဘသူနဲ့မှလည်းစကားပြောစရာမရှိဘူးလူမြင်မာကိုလည်းမစိုးရိမ်ရတော့ဘူးကျွန်တော်တို့တတွေပြန်သွားတဲ့အခါကျတော့ကောဟုတ် ash ကမေးသည်ဘူတာကဒါလဲကျွန်တော်တို့စဉ်းစားပြီးသားပါမခက်ပါဘူးပန်ချက်မှာရှိရဲ့ဆွေမျိုးတွေစီကိုအလဲသွားမလို့တခင်ဆက်ကဒီလီအထိဒါမှမဟုတ်လာဟိုးအထိခေါ်သွားမယ်ပြောလို့တခင်ဆက်နဲ့ထည့်လိုက်တယ်လို့ပြောမှာပေါ့ဒါတွေသူကြည့်ပြောပါလိမ့်မယ်တခင်ဆက်ဒီပထံကအုံနောက်ရှိပါတယ် ပြီးတော့သူပြောတဲ့အမျိုးသမီးကသူ့စီမှာတစ်နှစ်လောက်လဲညှိသွားပြီးပြီပဲ။ဒါရီကိုမပူပါနဲ့။ကျွန်တော်တို့ပြန်မဲ့ကိစ္စနဲ့ပတ်သက်လို့တော့နောက်မညက်20ခန့်ကြာသည့်အခါရင်မူလေခွင်းများချားမှညီ၍အမတပတ်ညင်ခက်ဗရမာသွားပီတရာကြီးစီတို့ခတ်တော်တော်စီနေသောမြင်းသမားလေးဦးကိုမြင်ရ၏။ပီတရာလမ်းမကြီးပေါ်သို့ရောက်သည့်အခါရင်မူတောင်ဘက်သို့ချိုးလိုက်ကာညင်းများကိုဒုံးစီသွားကြရသည်။အမရှားသူမရောက်မီမှာပဲမိုးဆုပ်ဆုပ်ချုပ်လေပြီ။တို့ရရင်သူတို့သည် တချမ်းမှမနာပဲကျေရံအောက်တွင် စီးလာခဲ့ကြရာလာထွက်ချိန်လောက်တွင်မိ ữu တွေထိန်ထိန်ဝင်နေသောတက်ငယ်မြေကိုမြင်နေရလေပြီ။တစ်ပင်အုပ်အုပ်တစ်ခုအနီးသို့ရောက်သည့်အခါတွင်ဆံများကိုတတ်လိုက်ကြ၏။ Ash ကအောက်သို့ဆင်ကာဇူလီကိုမြင်းပေါ်မှချပေးသည်။စကားတစ်ခေါက်မှမပြောကြ။ပြောသင့်သည့်စကားတို့ကိုပြောခဲ့ကြပြီလေပြီ။သူတို့လေးယောက်စလုံးမှလည်းပင်မန်းညွှန်းနေလေကြလေပြီ။ဂူဘတ်ကမြင်းကိုဘူတားသို့လှမ်းပေးကာ Ash ကိုဆလံပေးသည်။ ဇူလီက HE နောက်မှလိုက်ပါလာသည်ခဏကြာလင်းဂူဘတ်သည်တက်ညင်မြေအစွန်ရှိရွာကလေးတရွာစီသို့သွားနေသည်ကိုလာရောင်အောက်တွင်မြင်ရသည် သူတို့အားလုံးတက်ညင်မြေရဲ့သို့ဝင်ရန်အတွက်မြင်ရထားကလေးတစ်စင်းသွားငါခြင်းဖြစ်သည်နောက်၅ရက်ကြာသည့်အခါတွင် SD စာကြီးဤမြင်ဆောင်မှမြင်မတကောင်ကိုစီကာစာကြီးဤမြင်ထိန်အချိုးနှင့်အတူအမတာဘတ်သို့ရောက်လာခဲ့သည် စာကြီးဤမြင်ထိန်ကိုကုလူရန်းကကောင်းစွာကြိုးမွေးဆောင်ရှောက်၏ ညနေပြန်မြည်ပြူသည့်အခါတွင် Ash ကစာကြည်နှင့်အတူတောပစ်သွားစဉ်ချောင်းတစ်ခုကိုကူးရရင်စာကြည်ရင်ညစ်ခဲ့ပုံမိမိကမြင်းညင်လိုက်စရာမိမိမြင်းညံကျဲကြီးလဲရေစီးရဲမျောပါသွား၍မိမိကိုယ်တိုင်တေဘေးမှတီတီကလေးလွတ်လာခဲ့ပုံတို့ကိုပြောပြ၏ Ash ပြောပုံမှာမှင်သေးလာသဖြင့်ထိုအကြောင်းကိုသူပင်တကယ်ယုံကြည်သလိုလို ဖြစ်လာသည်ဟုနောင်တွင်ဂူဘတ်ကပြော၏ဒါလဲအခက်အခဲတစ်ခုကိုကြော်ရတာနဲ့အတူတူပေါ့သခင်ဆက် ဒီအခက်အခဲကိုကြော်လိုက်တော့ကျွန်တော်နဲ့ပါလာတဲ့အမျိုးသမီးဟာဘယ်သူလဲဘယ်ဝါလဲဆိုတာတွေကိုစုံစမ်းမနေကြတော့ပဲကျွန်တော်ပြောတဲ့အတိုင်းလက်ခံသွားကြတာပေါ့မဟာဒေဝီကလည်းအင်ဂျီနီယာရတယ်။နေမကောင်းလို့ဆိုပြီးအခန်းထဲမှာပဲအောင်းနေတယ်။ဘဲမှမထွက်ဘူး။တကယ်လဲနေထိုင်ကောင်းဟန်မတူဘူးခမ ya ။ဒီရောက်တဲ့ဒုတိယညကျတော့အိယာက လက်နိုးပြီးဩလိုက်တာခမ ya ။ကျွန်တော်တော့လက်နိုးသွားတာပဲ။ဒါနဲ့ကျွန်တော်လဲသူမန်းတီသွားလို့ရန်သူတွေကလာများခေါ်သလားဆိုပြီး ပြေးသွားကြည့်တော့သူကဘာမှမဖြစ်ပါဘူးတဲ့အိမ်မက်မက်ရကရောင်ပြီးអော်တာပါလို့ပြောတယ်ခမဂူဘက်က HE မျက်နှာပေါ်မှာအမူအရာကိုလှမ်းကြည့်လိုက်ပြီးဘာဖြစ်လို့လဲသခင်ဆက်အရင်ကလည်းဂျီလိုပဲအိမ်မက်မက်ပြီးရောင်អော်ဘူးလို့လားဟုတ်တယ်အမှန်ကတော့ခမားကိုကြိုးပြီးအသေးပေးထားဖို့ကောင်းတာကျွန်တော်မေ့သွားတယ် HD မပြောမိသည့်အတွက် သူ့ကိုယ်သူစိတ်ဆိုးသည် ဟုတ်သည်သူပင်ရင်ရှူရှီလာဤမျက်နှာကိုမြင်ရောင်နေသေးနေ ဇူလီအဖို့မူစိုးပွေရမရှိတော့ Ash ကသူ့အော်တန်းကြောင်းအခြားအစီကံများညိုမနိုးမေးကြည့်သည့်အခါတွင်ဂူဘက်ကကျွန်တော်နဲ့မာရူတို့နေတဲ့တဲကကြီးပြင်းအစီကံတွေရဲ့တဲတွေနဲ့ညင်းညင်းလှန့်နေလीခုမဟာဒေဝီကိုကျွန်တော်တဲလေးနောက်ကတဲထဲမှာထားတယ်ဒါကြောင့်တခြားအစီကံတွေဘယ်သူမှမမြင်ပါဘူးနောက်တစ်ညကျတော့ကျွန်တော်လဲသူ့အတွက်ညင်းညင်းဆေးဝယ်ပြီးဆေးဖော်တိုက်လိုက်တယ်ခမရအဲ့ဒီညကတော့မဟာဒေဝီကောင်းကောင်းအိပ်ပျော်သွားတယ်လက်အော်တန်းတို့ဘာလို့မကြားရတော့ အမေသခင်ဆက်ရေဘူတာပြောတာတော်တော်မှန်တယ်ခမခုတလုံးမှာသခင်ဆက်ကိုနည်းနည်းပါးပါးစောင့်ကြည့်ကြလိမ့်မယ်လို့ပြောသွားတယ်။သူပြောတဲ့အတိုင်းပဲသခင်ဆက်ရေဂူဘတ်ဤပြောဆိုချက်အရာယမန်ကြီးကဘင်္ဂလိုသို့လူစိမ်းများမကြာခဏရောက်လာတတ်ကြောင်းတယောက်ကအလုရှိနေအလုလူကျင်၍လာသည်ဟုပြောကြောင်းနောက်တစ်ယောက်မှာစေဝါနှင့်တိုလီမိုလီပစ္စည်းကလေးများကို လာရောက်သူဖြစ်ကြောင်းနောက်တစ်ယောက်မှာ သူမိမသည်သခင်ဆက်တယောက်ဤတပည့်တယောက်နှင့်ဖက်ပြေးသွားသည် ဟုကြားရ၍ ဤတွင်ရှိမရှိလာရောက်စုံစမ်းခြင်းဖြစ်ကြောင်းနောက်တစ်ယောက်မှာ S သတ်သခင်၏တာတီဝါနယ်သို့တောပြစ်ထွက်သွားသည်ဟုကြားရကြောင်းယခုပြန်ရောက်မရောက်စသဖြင့်မိခွန်းတွင်ပြီးသွားကြောင်းဒီတော့ကျွန်တော်ကလည်းဟုတ်တယ်လို့ပြောလိုက်တယ်ပြီးတော့သူမိမနင်းနောက်လိုက်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့လေစိတ်မကောင်းတဲ့အကြောင်းပြောပြလိုက်တယ်ခမညာဒါပေမဲ့ငန်းကြီးကသူလူချင်းတဲ့အဖြေကိုရသွားဖို့မရဘူးစေဝါနဲ့တိုလီမိုလူပစ္စည်းကလေးတွေရောင်းတဲ့လူကတော့ဒီနေ့သခင်ဆက်ပြန်ရောက်လာတော့ ရောက်လာပြန်နေခမညင်းချင်းကသခင်ဆက်တို့တွေတောပြစ်သွားရင်တငယ်ချင်းတယောက်ရင်းညစ်သေးဆုံးခဲ့တဲ့အကြောင်းကိုပြောတော့နားထောင်နေတယ်။တော်တော်ကြီးကြတော့မှသူ့ပန်းကလေးကိုကင်ပြီးဈေးလျှောက်ရအောင်မှဒါရီနားထောင်နေလို့ဘာမှအကျိုးမထူးဘူးလို့ပြောပြီးပြန်သွားတယ်ခမသခင်ဆက်တယောက်တည်းပြန်ရောက်လာတာတွေ့တော့အတော်ကျဉ်တ်သွားတယ်။နောက်ထပ်လာတော့မယ်မထင်ဘူး။ညင်းချင်းကလည်းသခင်ဆက်နဲ့ဘူသားတို့နှစ်ယောက်ပဲပြန်ပါလာတယ်။သူတို့နဲ့အတူသွားတဲ့စာကြီးဆက်တော့ပြန်လာတာမတွေ့ဘူးလို့ခက်တီတီလှိမ့်လိုက်တာကိုခမညာ နည်းနည်းယုံသွားတာပေါ့။အက်ရှ်ကအခက်ငင်းငင်းဖြင့်ဒီလောက်နဲ့တော့ပြီးသွားမှာမဟုတ်သေးဘူးဗျ။အမတ်ချုပ်ရဲ့လူတွေကဒီလောက်နဲ့တော့လွယ်လွယ်ကူကူလက်လျှော့ကြမှာမဟုတ်ဘူး။ဂူဘတ်ကပခုံးကိုတွန်လိုက်ကဘင်္ဂလိုသို့လာ၍စနီးနာခြင်းဖြင့်ဘာမှအကျိုးထူးတော့မည်မဟုတ်ကြောင်းထို့ပြင်တက်ညင်မြေတဲ့တွင်အက်ရှ်သခင်ဆက်ကိုနောက်ရောက်ခံလိုက်ခြင်းဖြင့်လည်းဘာမှအကျိုးထူးပွဲ မရှိကြောင်းသခင်ဆက်မှာကာပွဲသို့သွားခြင်းအဲ့ခံပွဲများသို့သွားခြင်းစသည့် လုံယိုးလုံစင်အလုံများကိုသာလုံနေသည်ကိုတွေ့မြင်ကြရမည်ဖြစ်ကြောင်းထို့အခါတွင်သူတို့အဖို့ဘာမျှထူးတော့မည်မထင်ကြောင်းဖြင့်ပြောပြ၏သခင်ဆက်အညီငယ်သွားเสียရရှိရာကိုသွားလုံเสียရရှိရာကိုခတ်တီတီလုံနေရုံမဲ့ပေါ့ကြာတော့သခင်ဆက်ကိုစောင့်ကြည့်နေတဲ့သူတွေညင်းဝေသွားကြမှာပေါ့ဒီတိုင်း၁၀ရက်၁၅ရက်လောက်နေလိုက်ပါအောင်ပြီးတော့ဒီနေရာကနေပြီးဘုံဘေကို ရထားနဲ့သွားကြတာပေါ့ဒီတခါတော့ကျွန်တော်တို့လည်းမရမ်းမာနေညရတော့မှသခင်ဆက်ဒီနေရာကိုပြန်လာရတော့မယ်မထင်ပါဘူး အက်ကခေါင်းကိုနှိပ်ပြလိုက်၏သူအတွေ့များကမူဇူလီထံသို့ရောက်နေစဉ်ဇူလီသည်ဤအစီကံတန်းရလေးချက်တွင်နောက်၄50ရက်ခန့်အောင်းနေရလိမ့်ဦးမည်ဟုတွေးကာစိတ်မကောင်းဖြစ်သွား၏ SD ဂူဘတ်ပြောသည့်အတိုင်းတက်မြင်မည်ရဲ့တွင်လှုပ်ဆရာရှိသူတို့ကိုလောက်ခါခတ်တည်တည်သွားလာနေသည်တို့ရရင်သူ့ကို လူတစုသို့မဟုတ်လူတော်တော်များများကစိတ်ဝင်စားကနောက်မှလိုက်လံချောင်းမြောင်းနေကြောင်းကိုပကတိညံအရသိနေသည် တောတရိတ်ဆန်တကောင်သည် နောက်မှကြားတကောင်ချောင်းသည်ကိုပကတိညံအရာတိတကဲ့သို့၎င်းအမှောင်ထဲတွင်အိပ်ပျော်နေသည့်လူတစ်ယောက်သည်မိမိအခန်းထဲသို့လူစိမ်းတစ်ယောက်ချင်းချင်းဝင်ရောက်နေသည်ကိုပကတိညံအရာတိတကဲ့သို့၎င်းမိမိညောင်းမှလည်းတစုံတစ်ယောက်ကအမြဲတမ်းနှောက်ယောင်ခံလိုက်လံချောင်းမြောင်နေကြောင်းကို H အလိုလိုသိနေသည်ထို့ကြောင့် H သည် သူတို့တင်ကရှင်းသွားစေရန်အတွက် သူအိတ်ရာကိုလာတာဆောင်တွင် ထုတ်ခါနေရာပြောင်း၍အိပ်ပြလိုက်သည် သဘောမှာမိမိအားညအချိန်မတော်တဏီရရာတို့သွားနေသည်ဟုထင်နေမိမိဘဲမှမသွားကြောင်းကိုညောင်ယောင်ခံသူတို့ရှင်းရှင်းလင်းလင်းမြင်သွားစေနိုင်ရန်ဖြစ်သည်စာကြည့်သေးဆုံးခြင်းနှင့်သူမြင့်ကြီးညံကျဲသေးဆုံးပြီဆိုသည့်တည်းမှာတတ်ဉာဏ်မြည်တဲ့တွင်ပြန့်နှံ့သွားကမိษွေများအလုံးကပင်ထို့အတွက်အစိတ်မကောင်းကြောင်းဖြင့်ပြောဆိုကြ၏တို့ဖြင့် HE လုံးဆက်နှင့် HE သွားလာလှူရှားပုံတို့ကိုတန်တရားမရှိယုံကြည်သွားကြသည့်အခါတွင် ပြီးတော့ပြည်내အမတ်ချုပ်၏လူများသည်မိမိတို့ခြေရာကောက်မှားလိပြီးဟုယူဆသွားကြ၏နောက်တစ်ပတ်ရှိသည့်အခါတွင်သခင်ဆက်နောက်မှရောက်ရောက်ခံလိုက်သူများကိုမတွေ့ရတော့ကြောင်းဖြင့်ဂူဘက်ကတည်င်ပူသည်ထို့နောက်တွင်မူမိမိအဖို့အမတ်တပတ်တွင်ဆက်လက်နေထိုင်ရန်အကြောင်းမရှိတော့ပြီထို့ပြဿနာကိုရှင်းရသည်မှလွယ်ပါ၏တို့ရရင်မိမိညင့်ဇူလီတို့ကိစ္စကိုမူညီတို့ရှင်းရမည်မသိသေးတခါတော့ကမူမိမိညင့်ဇူလီတို့၏ကိစ္စသည် ခက်လွယ်လွယ်မျှသာဟု အောက်မေ့မိခဲ့သည်ဇူလီသည်လည်းမဟာယာစာလက်မှလွတ်ပြီးရှူရှီလာကိုလည်းငှဲ့เสียရမလိုတော့ပြီတို့ရရင်ယခုလိုအခြေအနေများပြည့်စုံပြီဆိုသည့်အခါရင်မူသူစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ရန်ထင်သလောက်မလွယ်တို့အတူနေကြားဆောင်တက်အပေါ်တွင်တွေ့တာညီသည့်သူတန်ရုံစဉ်ကလည်းမပြတ်ခြင်းဇူလီတို့ကိုပြီးတော့ပြင်နေတဲ့သူလိုက်ပို့ခဲ့စဉ်ကမူမိမိသည်ဇူလီကို ခိုးပြင်းမိထို့ကြောင့်အိန္ဒိယရင်မနေတော့ပဲ တိုင်းတစ်ပါးတနည်းရာရာသို့သွားတော်မည်။ဇာရင်တို့တတွေဝော်ဒီတို့တတွေနှင့်လည်းတွေ့ရတော်မည်မဟုတ်တော့။တမအပြစ်ဒဏ်ပေးခံရသည့်အတွက်အိန္ဒိယပြည်အနှံ့အပြားတွင်လျှောက်သွားနေရမည်အတူတူဇူလီနှင့်တနည်းရာရာသို့သွားနေခြင်းသည်အကောင်းဆုံးဖြစ်သည်ဟုသူတွက်ခဲ့သည်။တို့ရရင်ယခုမှအခြေအနေ ပြောင်းသွားပြီ။မရန်တွင်ရှိသည့်မြေချားဆောင်တက်ရင်ကသူ့ကိုအပြစ်ဒဏ်ပေးပြီးပြီဟုဆိုကပြန်ခေါ်နေပြီ။မပြောင်းခြင်းဟုပြော၍မရ။ SD ူးတက်ရင်ကိုအင်မတန်တန်ရောစဉ်ကြည်သူဖြစ်၏တော်တော်တန်တန်အကြောင်းမျှဖြင့်တူးတက်ရင်ကိုမခွဲလိုဇူလီအတွက်ထူတက်ရင်ညင်ခွဲပါဆိုလျင်ပင်မငဲစင်စားရလိမ့်မည်။ကောင်းပြီမတန်းတက်ရင်ညင်မခွဲပဲဇူလီညင်လက်ထက်မည်ဆိုပါစို့။တနေ့တွင်ဘီတော်ပြည်ညင်အာနာပိုင်များသည်ထူအကြောင်းကိုသိသွားကဇူလီကို ရန်ရှာအောင်မည်။ထို့ကြောင့်ဇူလီကိုလက်ထက်တက်ရင်ညင်ခွဲတိုင်းတစ်ပါးသို့ထွက်သည့်ညီသာ ရှိသည်။တက်ညင်မခွဲလိုလျင် ဇူလီညင့်သူတို့ခဝဲဝဲနေကြဖို့သာရှိသည်ဒီနှစ်နီးအနက်ညီသည့်ညီကိုသူရွေးရမည်နီကျွန်တော်ပြသနာကတော့အဲ့ဒါပဲခမအမကြီးစဉ်းစားကြည့်ပါဦးအက်ရှ်က Mrs. Bakery ကိုဖွင့်ပြောသည်ကုကြရက်တဲ့သူတိုင်မင်စရာဆို၍ Mrs. Bakery တူတဲ့သာရှိ၏လူတိုင်းကိုလိုက်တိုင်မင်နေ၍မဖြစ်သူဖွင့်၍တိုင်မင်သူသည်အိန္ဒိယပြည်ကိုလည်းသူ့လိုချစ်သူဖြစ်မှစဉ်းစားဆင်ခြင်တတ်သည့်ဉာဏ်ရှိသူလည်းဖြစ်မှသူ့အတွက်ကောင်းမည်သူမဟုတ်ရင် သူ့ကိုဝိုင်းဝန်းခဲ့ရကြမည်သာထို့ကြောင့် Ash သည် Mrs. Bakery ကိုဖွင့်၍တိုင်ပင်ရခြင်းဖြစ်သည် သူထင်သည့်အတိုင်းပင် Mrs. Bakery သည်သူ့ကိုပြစ်တင်ခြင်းနဲ့မပြုချင်းမွန်စကားလည်းမဆိုဟိန်းယူမုံဆိုးမတူအားလက်ထက်သည့်အတွက်ဖိတ်လန့်တုံ့နှုတ်ခြင်းလည်းမဖြစ်မိမိတို့နှစ်ယောက်တရားဝင် လက်ထက်ဖို့မလိုဟူသောဇူလီဤအယူအဆကိုလည်းပြစ်တင်ခြင်းမပြုကျွန်တော်တို့နှစ်ယောက်တရားဝင်လက်ထက်ပြီးအထင်ရှားနေကြတယ်ဆိုရင် သူ့အသက်ကိုရန်ရှာကြမှာအမကြီး ဟူအက်ကပြောသည်သူတင်မကဘူးမင်းကိုပါရန်ရှာကြမှာပေါ့ဒီတိုင်းပြည်မှာဒီလိုသတင်းမျိုးဆိုတာတဲပြီးပြန့်နှံ့လွယ်တာမစ္စစ်ဘေကာရီပြောသည့်စကားသည်ယုတ်တိရှိသည်အမှန်ဆိုရင်သူတို့နေကြာဆောင်တဲ့ထုံးစံအရာအသက်30မပြည့်မီသူမဟုတ်ဘိုးမူးအစ်စ်မရောက်မီအထီးတမူးဤခွင့်ပြုချက်မရပဲလက်မထရထို့ပြင်သူတို့တက်ထဲမှာဟိန်းနူမွတ်စလင်ပန်ချာပီခေါ်ရခါစသဖြင့်အင်မတန်လူမျိုးစုံသည်ထို့သောတမျိုးတွင် ဗြိတိရှအရာရှိတယောက်ကဟိန်းနူမုံဆိုးမတယောက်ကိုလက်ထပ်သည်ဆိုရင်ပြောရည်မဆုံးအောင်ဖြစ်နေကြလိမ့်မည်။သို့ဆိုရင်သူ့လက်အောက်တွင် သူ့တပ်သားတွေကိုအုတ်ထင်းရခံလာမည်။တပ်သားချင်းတစုံတရာပြစ်လာလျင်ပင်သူ့ဇနီးအမျိုးဘက်လိုက်၍ဆုံးဖြတ်သည်ဟုထင်လာကတပ်ထဲတွင်အကျဲအကျဲမငိမ့်ဝယ်တွင်ဖြစ်လာနိုင်သည်။သို့ဆိုရင်သူ့ကိုနေကြားဆောင်တပ်မှထုတ်ပစ်မည်မဟုတ်ချ။အိန္ဒိယပြည်တွင်ရှိသည့်ညီသည့်ဗြိတိရှစစ်တပ်ကများလည်းသူ့ကိုလက်ခံတော်မူမည်မထင်။ ED ကို H အသည် Mrs. Bakery လည်းအသည်တို့ရရင်ထူအရာများသည်အကြောင်းမဟုတ်သူတို့နှစ်ယောက်တရားဝင်လက်ထပ်မည်ဆိုရင်ဇူလီဤအသက်နှင့်သူ့အသက်တို့သည်အညီရရှိလာနိုင်သည် ထို့ကြောင့်ထိုကိစ္စကိုဤမျှစဉ်းစားနေရခြင်းဖြစ်သည်အိန္ဒိယလိုတိုင်းပြည်မျိုးတွင်ဗြိတိရှလူမျိုးအများအပြားသည်အနှံ့အပြားသွားနေကြသည် ထိုသတင်းကိုကလပ်များလက်ဖက်ရည်ပွဲများတွင် ပြောမဆုံးဖြစ်ကသူ့ကိုဝိုင်းပယ်ကြတော်မည်ထို့များမကား ပြီးတော့ပြည်နယ်ကလည်းထိုသတင်းကိုမကြားဘဲနေမည်မဟုတ်မိမိတို့မဟာယာဇာဤလက်ထက်မင်္ဂလာပွဲသို့သူတို့သမီးများကိုလိုက်ပို့သည့်ဗြိတိရှ်အရာရှိကလေးသည်ဟိန်းညူမုံဆိုးမှတယောက်ကိုလက်ထက်ပြီးဆိုသည့်သတင်းကိုပြီးတော့ပြည်နယ်အမတ်ချုပ်ကြားသည်ဆိုလျှင်ပြီးတော့အမတ်ချုပ်ကြီးသည်ညညညပောင်းနေလေးဖြစ်သည်ကိုမသိမဟုတ်သို့ဆိုနေဗြိတိရှ်အရာရှိကလေးနှင့်လက်ထက်သူမှာမိသူဖြစ်မည်ကို အထူးစဉ်းစားစရာမလိုတော့ပါဘူးလူစီလွတ်၍စုံစမ်းပြီးသည့်နောက်တွင် ဇူလီအဖို့သက်ဆိုးရှည်စရာအကြောင်းမရှိတော့သူတွင်လူတွေတည်ခဲ့ခြင်းမိမိပြည်ငယ်အဆက်တကွဲအကျိုးနဲ့ဖြစ်ရခြင်းတို့အတွက်ပြီးသောပြည်ငယ်အမတ်ချုပ်သည်ထိုအတိုင်းမြည်သည့်ညီညင်းမြလက်ပိုက်ကြည့်နေမည်မဟုတ်ဒီတော့ကျွန်တော်တို့ကိစ္စကိုတတ်နိုင်သမျှလျှို့ဝှက်ထားဖို့လိုတဲ့အမကြီးဒါဖြင့်ကလေးမလေးကိုယ်တိုင်ကလက်မထက်ချင်ပါဘူးလို့ပြောနေရတာနဲ့မင်းကအတင်းလက်ထက်မယ်ပေါ့ကျွန်တော်သူ့ကိုတိတ်တိတ်ပုံမရအဖြစ်မထားနိုင်ဘူးအမကြီးကျွန်တော်သူ့ကိုတရားဝင်ဇနီးအဖြစ်လက်ထက်ရလိမ့်မယ် တတ်နိုင်ဘူး။နောက်မှဖြစ်ချင်တာဖြစ်။ကျွန်တော်မှသူ့ကိုအကျဉ်းနဲ့များအဖြစ် လက်ထပ်ယူဖို့ဝတရားရှိရဲ့လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းမသိဘူး။ဟုတ်ပါပြီလေ။အမကြီးသာမင်းကြီးရာရောက်တယ်ဆိုရင်လေအဲ့ဒီလိုပဲယူဆမှာပါပဲ။လက်ထပ်ယူမှကောင်းမှာပဲ။ဒါပေမဲ့တိတ်တော့မလွယ်လှဘူး။ခရီးယန်တယောက်အနေဖြင့်ဟိန်ညူအမျိုးသမီးကိုလက်ထပ်ခြင်းကိုညီတိခရီးယန်ဖုန်ကြီးကမျှခွင့်ပြုမည်မဟုတ်ကြောင်းအတိအမှတ်ပြုလိမ့်မည်မဟုတ်ကြောင်းဟိန်ညူအမျိုးသမီးက ရိယံဘာသာပြောင်းသည်ဆိုသည့်ခိုင်လုံသောအထောက်အထားကိုရမှသာနှင့်လက်ထပ်ပေးမည်ဖြစ်ကြောင်းဖြင့် Mrs. Bakery ကပြောပြ၏ဘာသာတရားကိုတော့မထီမဲ့မြင်လို့လို့မရဘူးနော်ငါမအဲ့ဒါကိုတတိထားပါဟုတ်ပါတယ်အမကြီးဘာသာတရားကိုကျွန်တော်မထီမဲ့မြင်မပြုပါဘူးကျွန်တော်တို့ခရိယံကခွင့်မပြုသလိုသူတို့ဟိန်သူကလည်းခွင့်ပြုမှာမဟုတ်ပါဘူးဒီတော့တရားသူကြီးတရားရောက်စီမှာလက်ထပ်ရင်ကော Mrs. Bakery ကခေါင်းကိုယမ်းလိုက်၏မိမိသည်ဤပညာရင်ရှိသည့် ဗြိရှတရားသူကြီးမစ္စတာချက်ဝစ်အကြောင်းကိုကောင်းစွာသိကြောင်းတရားသူကြီးသည်ညီတိညင်းညင်းမြသူတို့ကိုလက်ထပ်ပေးမည်မဟုတ်ကြောင်းဖြင့်ပြောပြ၏အကယ်၍သူထံသွားလက်ထပ်ပေးဖို့ပြောလျှင်ဆိုင်းညာအာနာအပိုင်များထံသို့တင်ပြမည်ဖြစ်ကြောင်းဝင်းရှင်တော်မင်းကြီးထံသို့ရောက်ပြီးသူတို့အကြောင်းတွင်မေးညင်ရင်ကိစ္စတွေအကုန်လုံးဒီကိုကြွက်လျှောက်ဖြစ်နေမည်ဖြစ်ကြောင်းဖြင့်ပြောပြသည်ဟုတ်တယ်ဝင်းရှင်တော်မင်းကြီးစီရောက်လို့ဒီကိစ္စတွေအကုန်ပေါ်ရင်ဒုက္ခအဖြစ်ကရေစရာလဲကောင်းသည် နာကြီးစရာလဲကောင်းသည်အရွယ်ရောက်နေကြသည်ချစ်သူနှစ်ဦးဖြစ်ပါလျက်ကိုသဘောနှင့်ကိုလက်ထပ်ခွင့်မရသည်မှာရင်နာစရာကောင်းသည်ပင်လယ်ပြင်တွင်သွားနေသည်တင်မောတစည်းပေါ်တွင်လက်ထပ်နိုင်ရမူတရားသူကြီးစသည်တို့မလိုပဲလွတ်လပ်စွာလက်ထပ်နိုင်သည်အော်တခုတော့ရှိတယ်အမကြီးကျွန်တော်မှာစတိကင်းဆိုတဲ့တင်မောမာလင်တယောက်ရှိတယ်သူစီကိုအကူအညီတောင်းရမယ်ကြည်စမ်းခမညာကျွန်တော်သူ့ကိုလုံးလုံးသတိမရဘူးအက်ကဝမ်းသာအားရဖြင့်ထားခုံသည် နောက်တစ်ပတ်လောက်ရှိရင်ကရာချီသို့ထွက်မည်ဟုစတိတ်ကင်းကသူ့ကိုပြောပူ၏သူ့တင်မောနှင့်အတူလိုက်ခိရန်ခေါ်ပူသည်ယခုသူ့တင်မောများထွက်သွားပြီတော့မဆိုနိုင် SD သူ့ကိုကြောင်ကြည့်နေသည့် Mrs Bakery ကိုကြပြားကြရနှုတ်ဆက်ပြီးနောက်ဧကန်းမှခတ်တုတ်တုတ်ထွက်လာခဲ့သည်ဘင်္ဂလိုသို့ရောက်နေကူလူရန်အားမြင်းပြင်ခိုင်းပြီးနောက်ရေပူကြဲကြဲကြီးတွင်တက်ညင်မှမြို့ထဲသို့မြင်းပြင်စီလာခဲ့သည်စတိတ်ကင်းဤကိုယ်စားလှယ်ဖြစ်သည့်ဂူဂျာရတီအမျိုးသားမှာ ဒါရီပူတကားအကြီးတွင် ရုံးဖွင့်ထား၏ညလေညကင်းတေးတမောအိတ်နေစဉ် S ရောက်လာက သူ့ကိုနှုတ်ပြီးစတေကန်ဤမူရာလာတင်မောခရာချီသို့ထွက်သွားခြင်းရှိမရှိအကယ်၍မထွက်သေးနှင့်ညီသည်နှင့်ထွက်မည်ကြီးဟုအတင်းမေးသည့်ဖြင့်တော်တော်စိတ်တူဝါ၏ကံအားလျော်စွာမူရာလာမှာခရာချီသို့မထွက်သေးတရက်နှစ်ရက်အတွင်းထွက်မည်ဖြစ်ကြောင်းဖြင့်သိရသည်အလွန်ဆုံးနောက်ကျနှင့်ယခုတစ်ပတ်အကုန်တွင်ဖြစ်ကြောင်းဖြင့်သိရ၏ တင်းမောမှာပင်လယ်ကွေ့တွင်စိုက်ထားကြောင်းအကယ်၍သခင်ဆက်အနေဖြင့်တင်းပူစရာရှိလျင် Ash ကစာရီရင်းညိချိန်မရတော့နှုတ်ဖြင့်သာအကြောင်းကြားရ၏ကျွန်တော်လိုက်မယ်လို့ပြောလိုက်ပါဗျာမညက်ဖြတ်မှာစောင့်ပါလို့ကျွန်တော်တင်းမောကိုဆင်းခဲ့မယ်လို့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်မလာမချင်းတင်းမောကိုမထွက်ပါနဲ့လို့သာပြောလိုက်ပါအချိန်ကညနေကလေးလုံစရာတွေကအများကြီးတင်းမောစိုက်ထားသည့်ပင်လယ်ကွေ့သည်အမှတပတ်နှင့်ဆိုရင်မိုင်60လောက်ဝေးသေးသည် SD အလာတော့ကကဲ့သို့ပင်ညင်းကိုတုံးစီကတက်မြေမြေသို့ပြန်လာခဲ့၏